မေဝဇာတိโอเคโอเคเว้ยยังไม่มาหมอกพาเลยป่ะไอ้ยาติมาเคก็รีไลท์ดิเนี่ยตู่เราจองเราบ่ดีนี้ตินเสร็จไปว่าแม้ตระหนกก็จောက်ผุญุ่นเนี่ยอำนาจ30เนี่ยยึดแต่ยันนี้มาอาจารย์ผัดสิกกองสีเนี่ยอาร์คอตตอเอรุไต่ป่วยปิ้นถั่นซอผิดป้อโซเลยตระหนเนี่ย အေယဝတီတိုင်းမြောင်ကရင်အင်္ဂဘူမြို့နယ်ကျေးရွာမှာကျမ်းဖတ်စစ်ကောင်စီတက်ဆွေးထားတဲ့စစ်ကမ်းအချုပ်ကိုအရက်ခေါ်တက်တော်အေနဲ့တလိုင်းပူပေါင်းတပ်ဖွဲ့ကတိမ်ပိုက်ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားခြင်းပါတယ်ခင်ဗျာဟောအိမ်မတကောအိမ်မတကော ောင်ဖြူမြို့နယ်ဂုံကျောင်းတိတ်နယ်မှာရှိတဲ့အမှတ်30နဲ့ရစ်တက်ရဲ့အနီးမှာအကျန်းဘက်စစ်ကောင်စီနဲ့အရခော့တက်တော်အေတို့နှစ်ဖက်အပြန်အလှန်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီးအကျန်းဘက်စစ်ကောင်စီကလေကြောင်းရေကြောင်းပစ်ကူတွေအုံပြုပြီးအပြင်းအထန်ခုခံနေကြောင်းသတင်းရရှိပါတယ်။ဒါအပြင် အမှတ်30နဲ့ရစ်တက်ရင်ရဲ့ကကင်းစကန်တစ်ခုဖြစ်တဲ့ပြိုင်းစစ်ကြေးရော်မှာလည်းကျန်းဘက်စစ်ကောင်စီနဲ့အရခော့တက်တော်အေတို့နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေရရှိနေပြီး အကြံဘက်စစ်ကောင်စီက drone ပါဝင်လက်နက်ကြီးနဲ့ပစ်ခတ်ကပစ်ကူပေးနေကြောင်းစစ်ရေးတရင်ကြီးမြစ်ကဆိုပါတယ် AOD တိုင်းမြန်အောင်ခရင်အင်္ဂဘူမြို့နယ်မှာအကြံဘက်စစ်ကောင်စီတက်ဆွေးထားတဲ့ကျေးရော့ချစ်ကို Arecord တက်တော် AA ဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းတရင်ရရှိပါတယ်တိုက်ပွဲပြင်းထန်နေတဲ့လင်းမြနာမြို့နယ်ဆက်ဆက်နေတဲ့ကျေးရော်များမှာခြေစတက်ဆွေးထားတဲ့ချမ်းဖက်စစ်ကောင်စီရဲ့တက်စကန်များကိုဇွန်လ9ရက်စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယခုရက်ပိုင်းအတွင်းနေရောညပါတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပေါ်ခဲ့ပြီးနောက်ဇွန်လ29ရက်နေ့ညနေပိုင်းမှာအရကတ်တော်အေဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကစကန်300ရက်မနေ့ကိုပိမ့်ပိတ်ထိန်းချုပ်လိုက်တယ်လို့စီးရတဲ့ရင်းမြစ်များထံမှသိရပါတယ်။ဒါပြင်အရကတ်တက်တော်အေနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေပိမ့်ပိတ်လိုက်တဲ့စစ်ကန်တွေဟာဟင်္ဒရာခရိုင်ကွင်းကောက်မြို့နယ်ရှိချမ်းဖတ်စစ်ကောင်စီရဲ့တမ်းမြင့်လက်ချင်းရဲ့အကြောင်းတတ်တတ်ကငားနဲ့လေမိုင်းနင်းကတာဝေးကော်တယ်လို့သိရပါတယ်။ အဲ့ဒီ standing တက်ဝဲမှာအကျမ်းဖက်စစ်ကောင်စီတပ်သားတွေအကြဆုံးများပါပြီလက်လက်ခင်းရတယ်လေအများကြီးသိသိရမိရတော့စစ်ရေးတရင်ရင်းမြစ်ကဆိုပါတယ်အရက်ခတ်တက်တော်အင်းနဲ့တလင်းပူပေါင်းတက်ဖွဲ့တွေကပြီးခဲ့တဲ့ဇန်နဝါရီလဖေဖော်ဝါရီလကလည်းရွှေတောင်ရံမြို့နယ်တာမောင်းမြို့နယ်မှာရှိတဲ့ကျမ်းဖက်စစ်ကောင်စီရဲ့တက်စကန်ချုပ်ကိုလေထိုးစစ်ဆင်သိမ့်ပိတ်ရရှိခဲ့ပါတယ် အရခတ်တတော်အေဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေရအေယာဝတီတိုင်းမှာရှိတဲ့ရဲကြီးလက်မျက်နှာနဲ့အင်္ဂဘူမြို့နယ်တို့မှာချမ်းပတ်စစ်ကောင်စီနဲ့လက်တလုံးနှစ်ဖက်တိုက်ပွဲများဖြစ်ပေါ်နေပြီးရဲကြီးမြို့နယ်ငတိုင်းချောင်းနဲ့စေမိုင်ခန့်သာဝဲတဲ့အမြောက်တပ်၃လေးကိုလေထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပါတယ်ယခုရက်ပိုင်းတွေမှာတိုက်ပွဲတွေတော်တော်ပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေပြီးလက်နက်ကြီးပစ်ခတ်မှုတွေအပြင်လေကြောင်းကပါပစ်ကူပေးနေတာလည်းရှိနေပြီး တိတ်ပွေးပြင်းထန်နေတဲ့အတွက်ချမ်းဘက်စစ်ကောင်စီဟာရန်ကုန်အေရဝတီတိုင်းကိုဝင်တဲ့လမ်းကြောင်းတွေနဲ့မြို့ဝင်ထွက်ဂိတ်တွေကိုစစ်ဆင်မှုတွေပုံမတင်းကျပ်နေကြောင်းဒေသခံတူကပြောကြားထားပါတယ်။ဒီနေ့တင်ဆက်ပြောတဲ့သတင်းကတော့ကြောက်ဖြူမြို့နယ်အမှတ်32ရစ်တက်ရင်အနီးမှာအချမ်းဘက်စစ်ကောင်စီနဲ့အရခတ်တတော်အေတို့နှစ်ဖက်တိတ်ပွေးပြင်းထန်စွာဖြစ်ပေါ်နေတယ်ဆိုတဲ့သတင်းနဲ့အေရဝတီတိုင်းမြန်အောင်ခရိုင်အင်ကပူမြို့နယ်ကြေးရော်မြန်မာချမ်းဖက်စစ်ကောင်စီတက်ဆွဲထားတဲ့စစ်ကမ်းမြောက်ကိုအရခတ်တတော်အေနဲ့ တလင်းပူပေါင်းတပ်ဖွဲ့တွေကဒိန်းပိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်ခင်ဗျနောက်ထပ်တင်ဆက်ပေးမယ့်သတင်းများကိုလည်းစောင့်မျှော်ကြည့်ရှုပေးဖို့ပြောကြားချင်ပါတယ်ခင်ဗျခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ